မင်္ဂလာပါခင်ဗျာစာရေးသူဆရာဟန်ဆိုင်စီမံရေးတာတော့ဒီပုတ်သေးကပဲစီလေးတွေကိုအမိရတယ်ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာ နားဆင်ကြည့်ပါအောင်ခင်ဗျာဒီပုတ်သေးကပဲစီလေးတွေကျောင်းပည့်ရမို့နားအေးပါရင်နေရမလားအောင်းမိတယ်အခန်းထဲမှာအဖေနဲ့အတူ မနှက်စာစားနေတော့ကိုလတ်မိမကငယ်မကိုရှိပြီးငိုကြီးချက်မနဲ့အိမ်ရောက်လာကြတယ် စောစောစီစီကြက်တရီကိုတုံးတယ်။စားနေတဲ့ကျောက်ထမင်းကျော်အရသာကိုဘယ်ပြောက်သွားမှမသိ။အိုးခွဲအိမ်ခွဲဖြစ်နေတာကိုကုတတိမုံဆိုးဖို့အဖေစီလာလာပြီးဒုက္ခပေးနေကြတော့အဖေကအပြုံးမပြတ်ပေမဲ့ဂျားတဲကမနေတတ်မထိုင်တတ်ဖြစ်တဲ့ကြုံမာတာအလကားနေရင်အကုသူဖြစ်ရတယ်။အဖေသားကိုသမီးလုံးဝမပေါင်းနိုင်တော့ဘူး။ အခုလူကြီးအိမ်မှာသွားကြမလို့အဖေကိုလာပြောတာအဖေက သူ့မြေအငယ်မကိုကြွက်ချီပြီးသူ့ချွေးမှ ဆက်ပြောလာမဲ့စကားကိုနားဆွင့်နေတယ်ကိုလက်ကမူလာတိုင်းတမီးကို ပြက်တနာချပြီးရိုက်တယ်ကိုလန်းဆိုတာကျုပ်အထက်ကအကိုကိုလက်အထက်မှာကိုကြီးနဲ့မမရှိသေးတယ်သူတို့နှစ်ယောက်စလုံးကလည်းအိမ်အောင်တယ်အိုးခွဲအိမ်ခွဲတွေကိုလက်ကဆယ်တန်းတုံးကကြာ ဒီပါသူနဲ့ပဲအိမ်တော်ပြန်ကြတာကိုလက်မူးလာတိုင်းရွာတဲကလူတကာကိုလှက်ပက်ပြီးရန်ချာတတ်တယ်။ရန်ပြစ်စရာလူမရှိရင်မှန်တဲကသူ့ပုံကိုရန်ပြန်ချာပြီးမှန်ခွဲတတ်တဲ့လူသားမျိုး ကိုလက်ကအရင်မတော့ရင် သူ့မိမကိုတဲတဲလို့ချစ်ပြပေမဲ့မူးလာရင်ကြီကြပြီးရိုက်တတ်တယ်။သမီးရဲ့ခလေးနှစ်ယောက်တောင်ရမှာတော့ကွဲဖို့ကွာဖို့တွေပြောမနေပါတော့နဲ့အဖေသာဆိုးတာကိုအဖေသိပါတယ်။ ဒါပေမဲ့တမီးရဲ့ခလေးတွေမျက်နှာထောက်ပါဦးအဖေကဧကန်းထဲမှာထိုင်ငိုနေတဲ့သူ့ချွေးမကိုလေအေးလေးနဲ့ပြောဆိုဆုံးမစကားတွေပြောနေပါပြီကျုပ်လေပြစ်ထားလိုက်အဖေလို့ဩပြစ်လိုက်ရှင်နေဘဲ့နဲ့ဗျာတလားကိုဆယ်ကာလောက်အိမ်မှာလာငိုပြီးကွဲမယ်ကွာမယ်ပြောနေကြတာဗျနောက်ပြီးဘာမှ ကွဲတာလည်းမဟုတ်ဘူးခဏနေကိုလက်လိုက်လာမယ် အဖေဆုံးမစကားတွေကိုလင်မယားနှစ်ယောက်ခေါင်းတညိမ့်ညိမ့်နဲ့နားထောင်ကြပြီ သူတို့မိသားစုရဲ့အတော်မတတ်နိုင်တဲ့ပြဿနာတွေကိုအဖေကိုပြောပြကြမယ်ကိုလက်ကဘသူစီကအကျွေးယူထားတာလဲဆိုင်ဖို့ငွေမရှိတာအဝယ်အစားအသင့်မဝယ်သေးလို့အငယ်မငိုးနေတာ။အိုဗျာဆုံးနေတာပဲ။အိမ်ကဗျာသူတို့ပြန်သွားရင်တွားကြည့်စရာမလိုဘူး။အဖေတက်တာတွေကငွေအထက်လိုက်ပါသွားမှအသေးချာပဲ။ ဒီရေတွေမတော့ပါနဲ့ကျမရေထိခိုက်တဲ့အပြင်စီးပွားရေးပါကြရတယ်လို့အဖစ်သားကိုတမီပြောနေကြအခုလဲစဘာဆိုင်တရားဇယိတ်မရှိလို့အဖစ်မြေနဲ့ရဆွဲကြိုးကလေးတွေတောပေါင်ထားတာအဲ့ငယ်တွေကို အဖစ်သားကအရဲ့အကျွတ်ဆက်ပြစ်တယ်လေတမီကသူ့ပြောလို့တဲ့တမီကိုရိုက်လှော့တယ်ဒါတဲ့အဖစ်မြေနှစ်ယောက်ရဲ့ဆွဲကြိုးတယ်လားအဲ့ဆွဲကြိုးနှကုံးရာသဝင်ကိုပြော့ပြရအောင်မယ် သူတို့သမီးအဲပြောရရင်ကျုပ်တို့မအငယ်မနှစ်နှစ်ပြည့်မွေးနေတုန်းကသူတို့မိသားစုမောင်ဟင်းကားကြိုင်လေးဆွဲပြီးအဖေကိုလာခရော့ကြတယ်။ကိုလတ်နဲ့သူမိမအပြင်၄နှစ်အရွယ်နဲ့နှစ်နှစ်အရွယ်မြေးမနှစ်ယောက်ကပါခင်ထောင်းနေအောင်ခရော့တော့အဖေမျက်နှာကြီးများတကြားအိုးပေါ်ပြားရည်ပလင်မှောက်ထားတဲ့အတိုင်းပဲအဖေကငါမြေးလေးတွေကလိမ်ပါတယ်ဟေ့ ်ဖိုးဖိုးကြီးဘာဝယ်ပေးရမလဲလို့မေးတော့ချွေဆွဲချိုးဝယ်ပေးတဲ့ကလေးနှစ်ယောက်ပါဇက်ကထွက်လာတဲ့အတန်များဂိုင်းတူကိုဖြစ်လို့သူတို့လေးတွေအရွယ်ကချွေဆွဲချိုးထက်မဟုတ်ပဲသည့်အရာကိုပုံမှတ်တဲ့အရွယ်မဟုတ်ဘူးလားအဲ့စကားတွေကို ကိုလက်မိမ့်မှတင်ထားတာနေမှာပေါ့ဟေ့မေဒီနေအဖေကိုဘာလေးလာပြီးဂုံချောနေတာလဲဟော ြောရင်းနဲ့အမှုသမားကိုလည်းလိုက်လာပြီထုံးစားတိုင်းအဖေကဆိုတော့ဓာတ်အုပ်ရှိပြီဒါတားကတောက်ရှင်တို့တောက်တာမဟုတ်ပါဘူးအဖေရာစိတ်ညစ်လို့ပါမိုးတဘာတော့ငါပိုးကြပြီထွန်းနှုံးနေတော့ယူထားတဲ့ဓာတ်မြေဩတာဖို့တွေမပေးရသေးတဲ့အပြင်အခုစောင်းတော်ဘာဆိုင်ဖို့ဇေယိတ်ကနိုးနေပြန်နေဒီကြားတယ်အဖေမြေနှစ်ယောက်ကဖျားလို့ကြောက်စဲကအထူးကုစီပြေးရသေးတယ် ။ဒါဒုက္ခရောက်ပြီးစိတ်ညစ်တိုင်းအဖေ့ကိုတိတ်တတိရတာပဲဗျာ။ဒါပေမဲ့အဖေ့ကိုလည်းအပူမကတ်ချင်ဘူး။တားတို့မိသားစုကြောင့်အဖေ့စိတ်ဆင်းရဲမှလည်းဆိုးတယ်။ကဲတွေ့တယ်မဟုတ်လား။သူတို့မိသားစုပြဿနာတွေပြောနေတာများတဏှာတက်တဲ့လူဆိုရင် မျက်ရည်တောက်တောက်ကြာရချည်ရဲ့။ကျုပ်ကတော့မတနာတဲ့အပြင်ဒေါသတွေတောင်တလိမ့်လိမ့်ထွက်လာတယ်။သူတို့လင်မယားဇက်ကုံနှောနေတာနားမထောင်ခြင်းလို့ အခန်းထဲကအထကိုလက်ကကျုပ်လက်ကိုဆွဲပြီးဟဲ့ညီလေးမင်းဘယ်သွားမလို့လဲကိုလက်နဲ့စကားပြောပါဦးကွာညီလေးရွာတောင်ပိုင်းကဖိုးတုတ်တို့အိမ်ကိုသွားမလို့ဘာလဲမင်းကကိုလက်လာမှထသွားတာပညာမတတ်တဲ့အကုန်မို့လို့မင်းလူရမသွင်းတာလားအေးပေါ့ကွာအကိုကြီးတို့ဆရာဝန်မဟုတ်တော့မင်းကဘယ်ရှိမလဲ ကိုလက်ဝမ်းနေတယ်ကွာကိုလက်မြဝန်းတွေကမျက်ရည်စားတွေနဲ့ရေဝေဝေဖြစ်လို့မူးနေလို့လားတကယ်ဝမ်းနေနေတာလားကျုပ်တောင်ဝေခွဲမရဖြစ်သွားတယ်ကိုလက်ကိုအဲ့ဒါတွေကြည့်မရတာတခုခုဆိုကျုပ်တို့မောင်နှမ၃ယောက်ကသူ့ကိုပညာမတက်လို့ဝိုင်းပြီးနှိမ်နေထင်းနေတာကိုကြီးကဆရာဝန်အမကမူလာတန်းကျောင်းအုပ်ဆရာမကျုပ်ကကျောက်ဆက်တော်မှတက္ကသိုလ်မှာ ဓာတုဗေဒတတရားနှစ်ကြောင်းသာကိုလက်ကတော့ဆယ်တန်းနဲ့ဂိတ်ဆုံးကျို့ကိုလက်ကိုတခုခုပြောမလို့အာယူနေတော့အဖေကဒါငယ်ရွာထဲမသွားခင်ဖိဖိတစ်တာတွေကငွေ၄သိန်းရေပြီးယူခဲ့အောင်ကြည်အောင်လေကျုပ်ပြောတာမလွန်ဘူးမို့လားသူ့သားနဲ့ချွေးမရဲ့ပတ်ရွှဲနဲ့ရွှဲစကားတွေတောင်မဆုံးသေးဘူးအဖေကပတ်စံထုတ်ခိုင်းနေပြီ ကျုံမှာမယူချင်းယူချင်းနဲ့ပတ်စံရေးပြီးယူပေးရသေးတယ်။ပတ်စံပေးပြီးတဲ့အထိကို ကိုလက်ကကျုပ်ကိုရင့်နေတော့မယ်ဗျာ။ပြောပါဦးကွာကိုလက်ကဆရာဝန်မဟုတ်တော့မရှိတာလား။ဟာမဟုတ်ပါဘူးဗျာ။ဟိုကောင်နဲ့ရှိန်းတာလို့ကို့အကိုပဲရှိတာဗောဗျာ။အင်းကိုလက်ကိုရှိရင်နန်းကွာ။ဆိုတော့ကျုံမှာသူ့ရဲ့အရက်စီပြန်နေတဲ့မျက်နှာကြီးကို ဘဲပြန်ညာပြန်နမ်းပြီးမှအိမ်ကထွက်လာခဲ့ရတယ်။ဆိုင်ကစင်းင်းနဲ့ဆရာဝန်ကိုကြီးအကြောင်းကခေါင်းနဲ့ရောက်လာတယ်။အကိုကြီးစေးကြောင်းဆက်တက်တော့ကျုပ်ကတဒန်းမဲရှိသေးတယ်။ကျုပ်မှတ်မိနေတာကတော့လာကုန်ရတိုင်းအဖေနဲ့အမေကအကိုကြီးနေတဲ့မန္တလေးကိုသွားပြီးပတ်စံတွေသွားပို့ကြတယ်။သွားတိုင်းနဲ့မုတ်တွေတတိတွေအများကြီးယူသွားကြတယ်။ကြားရတဲ့အကိုကြီးအိမ်ပြန်လာရင်ကြောက်စဲမျိုးပေါ်သွားပြီး အဝယ်အစားတွေဝယ်ပေးသေးတယ်။အမေဆုံးပြီးနောက်တနေ့မှ ကိုကြီးကဘွဲရတယ်။ဟောဘွဲလဲရရော မိမတန်းယူသွားတာ။သူ့မိမကဆွေကြီးမျိုးကြီးတဲ့ကမို့တိုက်ခန်းတခန်းနဲ့ပြည့်တစင်စာလက်ဖွဲ့ရမယ်ဆိုလို့အဖေအမျက်တနိုးတိမ့်ထားတယ်အမေလက်ဝတ်ယတနာတွေထုတ်ရောင်းခဲ့ရတာအဲ့ဒီညကဧကန်းကအမေပုံကိုကြည့်ပြီးအဖေမျက်ရည်တွေကျနေတာကျုပ်ပြင်ကုထတဲ့မျက်လုံးထဲကမထွက်ဘူး ကိုကြီးကမိမရကလေးကမန္တလေးပြောင်းသွားတာအခုတော့မတရားမျိုးနယ်ဆေးရုံမှာလက်ထောက်ဆရာဝန်လက်ထောက်ဆရာဝန်ဖြစ်တော့တစ်နှစ်တစ်ခါနှစ်ခါလောက်တော့ဗန်ကနေငွေလှဲပေးပါရဲ့အဖေကိုသာရွှေနှဲစာနဲ့လှမ်းကြတော့တာပါလို့ဖုံးဆက်ပြီးပြောတတ်သေးတယ်ရီတော့ရီရတယ်ဗျကိုကြီးပို့လိုက်တဲ့ပတ်စံကသူ့ចောင်းတက်တော့ကအိမ်ကပို့ရတဲ့တလားသာတော်မရှိဘူး ကိုကြီးစီအောင်ဖြစ်တာအဖေအတွက်ဘာကျမ်းမရေးစောင့်ချောက်မှုမှမရခဲ့ဘူးအဖေမှာဆရာဝန်သားတယောက်ရှိတယ်ဆိုတဲ့ဂုဏ်ပဲရှိတယ်အဖေနဲ့ကျုပ်တို့အမျိုးတွေဖျားနာလို့ကတော့ဘေးရွာကခြေကန်းကို ပြေးရတယ်ဗျို့သူ့မကြကနာတိုးတဲ့အဖေအတွက်တော့ခြေကန်းကဆရာဝန်နဲ့ဗောဓာတွေလိုဖြစ်လို့အရင်ဘက်ကကိုကြီးအိမ်ခဏပြန်လာတော့အဖေကိုသွေးပေါင်ချိန်တိုင်းပေးပြီး အငန်းလေးမစားပါနဲ့လို့တာပြောထားတာကိုအဖေကနားမထောင်ဘူးအခုသူ့ရေးကတက်နေပြန်ပြီညီလေးမင်းကငါမာထားလေလေအဖေကိုငပိငချောက်ငပြားရေးပါတာလေးမကြွေးပါနဲ့လို့အမလေးအဖေကသူ့သားကြီးအဲ့လိုပြောတာကိုကျေနပ်နေတာဗျကျုပ်ကတော့လွန်ခဲ့တဲ့6လကကိစ္စနဲ့ပတ်သက်ပြီးအကိုကြီးကိုစိတ်နာနေတာအဲ့နေ့ကအဖေရုတ်တရက်ဘိုင်းနာပြီးအန်းနေ ေးရွာကဆရာဝန်သွားပြတော့အဖျားလည်းရှိတယ်။ဥဝတ္တရောင်တဲ့လက္ခဏာတွေလည်းတွေ့တယ်လို့ဆိုပြီးမျိုးနဲ့ဆေးရုံတန်းသွားခိုင်းတယ်။အကိုကြီးစီဖုံးဆက်တော့ဆေးရုံအုပ်ကြီးကမန္တလေးကိုမီတင်သွားနေတာ။ဆေးရုံကိစ္စတွေအကိုကိုလွှဲခဲ့တော့ပြန်လာတော့မရသေးဘူးကြီးလေ။ကြောက်စဲကအပြင်ဆေးရုံတစ်ခုခုတင်လိုက်ကွာ။အကိုကြီးခွင့်ရတာနဲ့လာခဲ့မယ်ဟုတ်ပြီလား။ကိုကြီးကဘဏ်ကနေငွေနှစ်သိန်းလွှဲပေးခဲ့တယ်။ ကြုတ်ရစိတ်တို့လိုက်တာငွေနှစ်သိန်းဆိုတာအဖေလိုဆန်ဆက်စီဆက်ပိုင်ချင်းတောင်သူကြီးအဖို့သူ့မြေးတွေကိုပေးတဲ့မဟုတ်ဘူးတော်မရှိပါဘူးအကိုကြီးဆရာဝန်ဖြစ်ဖို့အဖေဘလောက်တောင်ထောက်ပံ့ခဲ့ရတယ်လဲဗျာအဖေအတွက်ဒီအချိန်မှာနှွေးထွေးတဲ့မြေတားနဲ့ဂယုဆိုင်မှုသာအလို့အဆုံးမဟုတ်လားခွဲစိတ်ကန်းဝင်ကန်ဒီသူ့သားဆရာဝန်မျက်နာကိုမြင်ချင်းရှာမှာပေါ့ သူ့သားဆရာဝန်က သူ့လက်ကိုင်းပြီးပြောတဲ့အားပေးစကားတွေကြားကျင်ရှာမှာပေါ့ဒီအချိန်မှာကျုပ်တို့ထက်သူ့သားဆရာဝန်ကိုပိုပြီးအားကိုးကျင်မှာပေါ့ကိုကြီးမလားအားဘူးလို့အဖေကိုပြောပြထားတာတော့အဖေကသူ့သားကြီးလာအောင်မဲ့ထင်းပြီးတမျောမျောဖြစ်လို့အမဆရာမကလည်းသူ့เจ้าကိုမြို့နယ်ပညာရှင်မှုလာပါမို့အဖေစီလိုက်မလာနိုင်ခဲ့ဘူးကျုံနဲ့ကိုလန်းအပဲဟိုပြေးရဒီပြေးရနဲ့ဖတ်ဖတ်ကိုမောလို့ အဖေစေယုံကစင်ပြီးသုံးရက်လောက်ကြာတော့ကိုကြီးကသူ့မိန်းမနဲ့သူရောက်လာကြတယ်။အဖေဘိုက်ကအနာကျက်နေပြီဖြစ်တဲ့ချုပ်ရိုးချောင်းကိုဆန်းတက်ပြီ။ဘေးအလေးပင်နေမမရဘူးနော်။ဝမ်းချုပ်ခံလို့လည်းမဖြစ်ဘူး။ချောင်းဆိုးရင်လေတားစီဖုံးဆက်ချုပ်ရိုးကွဲသွားမှဆိုးလို့အဖေကတော့ခေါင်းတညင်းညင်းနဲ့သဘောတူကြလို့ကိုကြီးမိမကတိုး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 နဲ့ကိုကြီးကိုဘာကပ်ပြောလိုက်လဲမသိဘူး။ ကိုကြီးကကားအနောက်ခန်းထဲကရှင်းတောင်ကြီးတဲချလာတယ်။ရှင်းတောင်ထဲမှာ ဖြော်ရည်တွေ၊မုတ်တွေနဲ့အားကြီးတွေအင်းစွတ်စုပေါင်း၄တောင်ဖိုးလောက်တော့ရှိပေမှာပေါ့။ကိုကြီးကကတော့လဲပြီးရောဟေးတားတို့ပြန်အောင်မယ်။ခလေးတွေကိုကြောင်းသွားကြိုရမှာ။တားကလည်းဆေးရုံမှာဂျူတီရှိသေးတယ်။အဖေချွေးမကလည်းသူ့ချွေးဆိုင်ကို ဝန်ထမ်းတွေနဲ့ထားခဲ့ရလို့စိတ်မချဖြစ်နေတာ။ ကိုကြီးတို့ကအိမ်မှာဖင်ဖူအောင်မထိုင်ရသေးပဲပြန်ဖို့ပြင်ဆင်ကြတယ်။အော်မေ့တော့မလို့အဖေမေးကလေပေါ်ဆန်းမွေးဆန်ကိုမကြိုက်ဘူးဗရေတာမှကြိုက်တာ အဖေသားကလည်းနနက်စာကို ပဲစီဆန်းရင် မစားဘူးရွာကနှမ်းစီစစ်စစ်ပဲကြိုက်တယ်တဲ့အဲ့ဒါတမီးကိုဆန်နဲ့စီရောင်းလိုက်ပါဩအဖေလားဗျာသူ့ချွေးမစီကပတ်ဆန်ယူမှာ သူ့သွေးမစကားမဆုံးသေးဘူးအိမ်ကအလौဒမားတွေကိုဆန်အိတ်အထက်လိုက်နဲ့စီပုံးတွေကိုကားပေါ်တင်ခိုင်းနေပြီပြန်ကန်ကြီးကိုကြီးကကျုပ်ကိုမဟုတ်ပေးတယ်ဗျမဟုတ်ကဆန်အိတ်တဝက်ဖို့ကိုမရှိလာပါဘူးဗျာဆန်ကန်မောင်းရင်တွင်းနေတဲ့အတွေးတွေကတငယ်ချင်းအိမ်ရောက်မှ ရက်တန့်သွားတော့တယ်တငယ်ချင်းအိမ်မှာလည်းစိတ်မချမ်းသာပါဘူးဗျာသူ့မိသားစုမပြေလည်တဲ့အကြောင်းတွေပဲနားထောင်နေရတယ်အားနာပြီ သူ့စီကရမယ်အကျွေးတော်မှတောင်းမဲအိမ်ပြန်လာခဲ့ရတယ်။အဖေကိုအားနာပါလေ။တမီလည်းမတက်တာလို့အခုညီတောင်းရတာပါ။အိမ်အပေါ့ဝပဲရှိသေး။ကိုဘက်ရွာကကျောင်းဆရာမအမရဲ့အတန်ကိုကြားရတယ်။သူကဘေးရွာမှာတာဝန်ကြတာ။အဲဒီကရွာသားနဲ့ပဲအိမ်အောင်ကြပြီးခလေးသုံးယောက်ရနေပြီ။တမီးရဲ့တားအဖတွေပဲအဖေကိုညီရမှာပေါ့။ တမီးကမတော်စေချင်သေးဘူးအဖေရဲ့သူကအဆက်အသွယ်လေးရှိတော့စီးပွားချခြင်းနဲ့ဆိုလို့အင်းလေ မလေးမာသာပြဿနာတွေတက်နေကြတာ ကိုရီးယားမှာအေးချမ်းပါတယ်အဖေကဖုန်းကြီးကြောင်းထက်တာပြောတာရေဒီယိုအမြဲနားထောင်တော့ခက်နဲ့ဆက်အသွယ်မပြတ်ဘူးအဖေတမန်စီးပွားချခြင်းတာက သူ့ကလေးတွေကြီးလာရင်လူကြားတဲ့မျက်နှာမငယ်ရအောင်လို့တဲ့ အင်းလေမိဘမြတ်တာပေါ့တမီးရဲ့အခုတမီးယောက်ျားသွားဖို့ငွေဘယ်လောက်လိုလို့လဲသူကကုမ္ပဏီအဆက်အသွယ်နဲ့သွားမှာအဖေတိတ်20တွင်းရမယ်တဲ့တမီးပါလောလောဆယ်ငါးတိတ်ပဲရှိတာတမီးဆွဲကျိုးနဲ့လက်ကောက်တွေအဖေစီအပေါင်ထားပြီး15တိတ်လောက်လိုချင်လို့လူတွေကြားမှာတာသမီးတွေမျက်နှာငယ်မှာကိုတေမတက်ကြောက်တဲ့အဖေကအမရဲ့ချွေတွေကို မယူထားဘူးဆိုတာကြုတ်သိနေတယ်လို့အမလည်းသိနေမှတေချာပါတယ်အမကတော့ဆမ်းပဲဟိုတယ်လောကအမသားအငယ်ကောင် တွေးလွန်တုပ်ကွေးဖြစ်ပြီးစင်းရုံတက်ရတော့အဖေစီလာရှိသွားတဲ့၅သိန်းတောင်မဆက်ရသေးပဲနဲ့နောက်ထပ်လာချီးနေသေးတယ်တကားပေါင်းသားရက်နေတဲ့ကြုတ်ကိုအမမြင်သွားတယ်ဟဲ့မောင်လေးလာအိုမင်းအကူကကိုရီးယားကို အလုတ်သွားလို့မလို့တဲ့အဲ့ဒါအဖေနဲ့လာတိုင်မင်းသား မောင်လေးကခက်လူငယ်ဆိုတော့သွားတဲ့မသွားတဲ့အကြံပေးပါဦးကျုပ်လေးအံ့နာတယ်လဲသေးလားလို့អော်ပြောလိုက်ချင်တာသွားဖို့အားလုံးစီစဉ်ပြီးသားကိုမသွားနဲ့လို့တားကြည့်ပါလားကျုပ်ကိုထဆဲမှာမင်းအောင်သေးတယ်ကျုပ်အခန်းထဲကအတန်နေကြလို့အခန်းစီပြေးရတယ်ကျုပ်အခန်းထဲမှာ ကျုပ်ရဲ့ရှစ်ကလေးတလားတခါကျုပ်ကိုရှစ်တက်လက်ဆောင်ပေးထားတဲ့အယုတ်ကလေးတွေနဲ့ပစ္စည်းလေးတွေကနာခဲ့မှုန်တိုင်းဝင်ထားတဲ့အတိုင်းပဲအမသာတုံးယောက်ဆော့နေကြတာမြောက်လောင်းတွေရှုပ်ပွားနေတဲ့ကျွန်တော်ခန်းကိုကြည့်ပြီးစိတ်က အဝေးစီးထီထိုးကြသွားတယ်။ကြောင်းခွင်းရက်ကိုမြန်မြန်ရောက်စီနေတာပဲတည်တော့တယ်။ချစ်သူနဲ့တွေ့ရတော့မယ်ဆိုတဲ့အတွေးနဲ့တင်ကျုပ်ရင်နဲ့ချမ်းမြေ့လိုက်တာဗျာ။ ျို့ရွာနဲ့အချစ်ကလေးနေတဲ့အဆောင်ကဆိုင်ကယ်နဲ့ဆိုနာယူဝက်ပဲမောင်းရတယ်။ဆိုင်ကယ်စီးနေကြလမ်းတွေကပန်းမွေရခင်းထားတယ်လို့ခန်းစားရတယ်။ကြောက်စဲမျိုးအဝင်လမ်းဘေးမှာပုံသွင်းထားတဲ့ဆင်းနှကောင်ကကျို့ကိုကပြနေတယ်လို့ပဲဗျာ။ကျို့မျိုးလုံးနဲ့မင်းမင်းသမီးကနှပ်ပနေတော့တယ်။အဆောင်ချစ်ကထွက်ဆောင်နေတဲ့အချစ်ကလေးကိုခေါ်ပြီးကြောင်မသွားခင် မနက်စာအတူသွားစားကြတယ်။ ။အချက်ကလေးကကြောက်လိုပဲ ကြောက်စဲတက်ကတော်မှာဓာရုပေဒအထူးပြုနဲ့ကြောင်းတက်နေတဲ့တတိယနှစ်ကျောင်းသူပါ။ဒီရပဲကျောင်းပည့်ရမှာသူ့မိဘကိုကြောက်တို့နှစ်ယောက်အနာဂတ်အတွက်အရေးတကြီးတိုင်ပင်စရာရှိလို့ပြင်မနာမျိုးကို ပြန်သွားတာ။ကျောင်းနဲ့အချက်ကလေးကဒီလကုံ စာမေးပွဲဖြစ်ပြီးရင်ကြောင်းပြီးကြပြီဗျ။ချစ်ရှင်မိဘတွေကဘာထက်လဲရှားခောက်သေးစားရင စီရီပေးနေတဲ့အချိန်ကလေးရဲ့နှုတ်ခမ်းကိုတီရှူးနဲ့ရွရွရရတုပ်ပေးရင်ကျုပ်သိကျင်နေတဲ့အဖြစ်အပျက်အတွက်မေးခွန်းပေးလိုက်တယ်။ကိုရဲ့ဒါချိနေမှာတော့သဘောမတူပဲနေမလား။အချိန်ကလေးကလန်နဲ့ချောင်းထောင်ပြီးသူ့ဘိုက်ကို ထိုးပြမှကျုပ်ရင်ထဲကအလုံးကြီးထိုးကျသွားတော့တယ်။ဒါပေမဲ့ကိုအင်းပြောလေရှေ့ရှေ့လေးအမဝန်ခွဲမင်္ဂလာဆောင်တုံးက ဟိုဘက်ကကားတစီးနဲ့တိမ့်တရာတင်တောင်းနေကိုရှစ်ကလေးကိုလေအာအဲ့ဒီကိစ္စစိတ်ချသားမှာရှစ်ကလေးဟာအဖေကတာသမီးတွေတဲ့ကိုကိုအချစ်ဆုံးกว่าမင်းညကပဲကျုံနဲ့ရှစ်ကလေးကိစ္စအဖေကိုဖွင့်ပြောပြတယ်အချစ်ကလေးကိုတောင်းပေးဖို့ကိစ္စအပြင်ရှစ်ကလေးကတူးသေးသောတမီးမို့သူမိဘတွေနဲ့မခွဲနိုင်လို့လက်ထပ်ပြီးတာနဲ့ ကျုပ်ကချစ်ကလေးအိမ်မှာနိုင်နေရမှာရဲ့ပြင်မနာစီထဲမှာအထယ်ဆိုင်ဖွင့်ကျင်တာရဲ့တိုင်ပင်ဖြစ်တယ်ပြင်မနာမြို့မှာနိုင်နေမယ်လို့ပြောတော့အဖေမျက်နှာမကောင်းဘူးအဖေကဖြစ်နိုင်ရင်အိမ်မှာပဲနေစေချင်တယ်ကွာလို့ပြောတယ်ကျုပ်လည်းအဖေနဲ့ဘယ်ခွဲကျင်ပါမလဲဗျာစိတ်မကောင်းတော့ဖြစ်တော့တာပေါ့ဒါပေမဲ့အဖေဆန္ဒထက်ကျုပ်ရင်သွေးလေးလွယ်ထားတဲ့ချစ်ကလေးရဲ့ဆန္ဒပြေဝဖို့က ကျုပ်အတွက်ပို့ပြီးအရေးကြီးတယ်မို့လားကျုပ်ကအငဲဆုံးဆိုတော့အဖေရင်ခွင်နဲ့ခေါင်းနှက်ခါမခွေ့ရပါဘူးအဖေကကျုပ်စိတ်ချမ်းသာအောင်နိုင်လျောပေးမှကျုပ်သိနေတယ်တစ်တာတွေကနေရမြေပိုင်ဆိုင်ချောင်းစာချုပ်တုပ်တချို့တဝက်ထုတ်ပြီးတွတွေကြီးစိုက်ကြည့်နေတဲ့အဖေကိုဒီမနက်ကျုပ်အိမ်ကထွက်မလာခင်မြင်ခဲ့တယ်လေဗျာဟန်ဆိုင်စေမန်အော်တိုဘာ2014မဟေဒီမဂဇင်း ဟုတ်ကဲ့ပါခင်ဗျာကိုဆက်လက်ပြီးတော့ဆာရီသူဆရာကြီးအမျိုးသားပညာဝန်ဦးဖိုးကြားရေးသားတော့ငွေမျက်နှာလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာငွေမျက်နှာဟေ့ကောင်မကြီးကိုဟိုပတ်စံဝါလာကြီးကရိတ်နေပါလားအေးကြီးတော့ခေါ်တာပဲအောင်မဲဒီတနာယူရစ်ထုတ်ကြီးတေခါနီးကြီးကိုငါကဘာလို့ရမှာလဲယုတ်ကြီးကလည်းဖြစ်နေလိုက်တာငါပြောသည်ပြော့ပြော့ကိုခွေးတက်နေထားတယ်လို့ပဲ ငါကပတ်စံကိုဂယုဆိုင်တာမဟုတ်ဘူးအေးသိရလားညီကမကြွားပါနဲ့ပတ်စံဟာပတ်စံအေးမှတ်ထားပတ်စံရဲ့အားကိုညီတွေ့တော့မှသိမယ်ညီဘယ်နည်းနဲ့မှပတ်စံအားကိုမခံနိုင်ဘူးကြည့်ပါလားဟိုဇေနာကမဲရှင်ဟာဘာဖြစ်သွားတယ်လဲခလေး၅ယောက်အဖေမုတ်ဆိုးဖို့ရွတ်တော့ကြည့်ကပတ်စံနဲ့ပေါက်ယူသွားတယ်မဟုတ်လားညီကငါ့ကိုဒီလောက်အထင်မသေးပါနဲ့အေးမဲရှင်ဟာမဲရှင် ဒီကမဲမြက်ကမဲမြက်တိရလားမျက်နာကိုတိတ်တိတ်ဆဆကြည့်ထားဟို၍မိမိမျက်နာကိုလက်ညိုးနဲ့ထိုး၍ခက်ကြွားကြွားပြောနေသည်အေတော်မျက်စိထောက်ထောက်ကြည့်ရသေးတာပေါ့အထက်မှစကားတို့ကမိမရွယ်ရွယ်နှစ်ယောက်ပြောနေသောစကားများဖြစ်သည်၎င်းစကားတို့မှာနေရေးသားရေးယောက်ျားမိမချစ်ကြွေရေးများဖြစ်ပုံရသည်တို့ရတွင်ထိုစကားတို့ကိုကျွန်ုပ်ကြားရသောအခါသူတို့နေရေးသားရေး ချေကြရေတို့ကိုအပါထား၍ကျွန်ုပ်၌တွေးတောစရာတစ်ခုပေါ်လာလေသည် ဟိုပေါ်လာချက်ကလောက၌ပတ်စံမျက်နှာကြည်သည်ဆိုဒီမှာအမှန်ပင်ဖြစ်သည်မိတို့ပင်အပေါ်ရန်ကဟန်လို့၍ပြောကြတော်လေငွေကြီးပတ်စံကိုလူတိုင်းရှိခင်ကြည်ညိုလိုချင်ကြသည်တာဖြစ်သည် ကောင်းပြီဒါကြောင့်ရှိခင်ကြည်ညိုလိုချင်ကြတည်းအဖြေထွက်လာပုံကကြီးငွေရခြင်းမှာကောင်းတော့ရခြင်း မကောင်းသောယာကျင်းဟူ၍အကျမ်းအဖြစ်နှမျိုးရှိသည်အချို့မှာမိမိ၏ကံညာဝတ္တိယဖြင့်ကောင်းရာကောင်းကြောင်းရှာဖွေပေးရသည် တချို့ကခိုးတိုက်လိန်စသောမကောင်းမှုဖြင့်ရသည်တခြားနီးလန်းလည်းရှိတန်ရသည်သည်တချို့မှာအချောင်ရတတ်ကြသည်ဥပမာကောက်ရခြင်းထီပေါက်ခြင်းအမွေရခြင်းစသည်တို့ပေသည်အေအချောင်ရသည်ဆိုဒီမှာလည်းဗုဒ္ဓဘာသာ အယူအယရှေးကန်ဟောင်းနဲ့ဆက်နေသည်အေတွင်အကျေဖော်ပြရန်မလိုဤသို့ယာနီအမျိုးမျိုးရှိရာတွင်ယခုကျွန်ုပ်ရေးလိုသောကိစ္စ၌ရေပူရအဖြစ်ယာရိုးရခြင်းဖြစ်သောမိမိတို့ကံညာဝရိယဖြင့်ရင်း၍ရခြင်းကိုအဓိကထား၍ရေးလိုသည်အတိတ်ကိုဆွဲ၍ငွေမျက်နှာကြည့်ပုံကျွန်တော်တို့ဒီငွေကြေးပတ်စံကိုအလကားအကြောင်းမဲ့ရကြသည်မဟုတ် ဉာဏ်ပညာရှိခြင်းအမျော်အမြင်ရှိခြင်းလုံလဝတ္ထရာရှိခြင်းတည်ကြည်မှတ်ကန်ခြင်းတို့ဖြင့်ယင်းဤပြုလုပ်ပြီးမှတက်ဆက်ငွေကြေးကိုရနေသည်အရှုကကံဉာဏ်ဝတ္ထရာသည်ဟူသောအကြောင်းတို့ကြောင့်တက်ဆက်သည်ဟူသောအကျိုးဖြစ်လာရသည်ကံဉာဏ်ဝတ္ထရာကိုကျွန်ုပ်တို့နှင့်လိုကြည်ညိုကြသည်တို့ကြောင့်လည်း၎င်းတို့၏အကျိုးကိုယ်စားဖြစ်သောပတ်စံငွေကြေးကို ကျွန်ုပ်တို့လာ၍နှစ်သက်ကြီးညိုကြခြင်းဖြစ်သည်။ဥပမာ အီမီတော်ကုန်စီကိုအီမီတော်ကာလဒေသနာရောင်းရတော့မြတ်စွန်းရာဤဟုညာဖြင့်စဉ်းစားရှင်းချင်မျှော်ဆ၍မပြင်းမရိကြိုးစားရောင်းဝယ်တို့ရောင်းဝယ်ရ၌လည်းလိန်လေကောက်ကြစ်မရှိရိုးသားဖြောင်းမှန်စွာ ပြုတ်မှုရောင်းဝယ်ဤထောကအမြတ်ပတ်စံငွေကြီးများစွာရရှိလေရာ ထိုသူဤကံညာဝရိယဖြောင်းမှန်ခြင်းတို့ကို ထိုပတ်စံငွေကြီးပေါ်၌တင်စား၍ရှိခင်ကြည်ညိုနှစ်လိုခြင်းဖြစ်ကြလေသည် ထိုမတပါလဲသူတပါတော့ကိုနှစ်သက်ရန်အလိုကြရန် အကျိုးရှိရန် ပြုလို့ဆောင်ရွက်ပေးသဖြင့်လဲပတ်စံကျင်းွေကိုရနိုင်ဥပမာစာမေးတွေဓမ္မအားထင်းခွဲပေးသဖြင့်ဓမ္မကပတ်စံတမတ်ပေးလေသည်စေစေရသည်ယောဂပြောက်အောင်တပင်တည်းသည်ကြည်ရှင်ပြောမျိုးအောင်အထယ်ဝိတ္တေသည်အထယ်ဝိရအောင်တရေစာတည်းသည်အစာပြေအောင် ။စာအုပ်တဲ့ဒီစာပတ်သူကိုတနည်းနည်းအကျိုးပြုအောင်အနှိမ့်တဲ့ဒီအညာအညာပြေအောင်ဘိန်းရှင်ဒီဘိန်းစားတို့အလိုပြေအောင် စသဖြင့်ပြုလို့ဆောင်ရွက်ပေးကြတော့ကြောင့်ပတ်စံကြီးငွေရကြကုန်သည်။ထို့သောသူတစ်ပါးနှစ်လို့ကြီးညိုနှစ်သက်အောင် ပြုလို့ပေးခဲ့တဲ့ဖြင့်ထို့သောရခဲ့သောပတ်စံရှင်ကိုလူတို့ကနှစ်လို့ကြီးညိုနှစ်သက်ကြခြင်းဖြစ်သည်။ဤသို့အပြင်ကံညာဝရိယဖြောင့်မှန်ခြင်း သူတပားတို့နှစ်လုံးခွဲအကျိုးရှိခွဲတို့ကိုဆောင်ရွက်ရှင်းသည်ဟုသောအကောင်းမွန်တို့၏ကိုစားဖြစ်သောတက်ဆန်ခြင်းငွေကို ကျွန်ုပ်တို့ ရှင်မိုးနှစ်သက်ပြည်ညို လိုချင်ကြခြင်းဖြစ်သည်ဤကအတိတ်ကိုဆွဲ၍ငွေမျက်နှာကြီးပုံသည်အနာဂတ်ကိုဆွဲ၍ငွေမျက်နှာကြီးပုံရခဲ့ပုံအတိတ်ကိုဆွဲ၍မျက်နှာကြီးသည့်ပြင်နောင်လူတို့၏အကျိုးကိုဆောင်နိုင်သည်ဖြင့် အနာဂတ်ကိုဆွဲ၍မျက်နှာကြည့်သေးသည်ကျင်းငွေရှိသူမှာလိုရာကိုပြီးစင်နိုင်သော တကောတတ္တိရှိနေလေသည်ဤရချက်တွင် ကောင်းသောရာချင်းမကောင်းသောရာချင်းတို့ကိုမကြည့်တော့ပြီရှင်း၌သုံးဆွဲနိုင်သော တကောတတ္တိကိုသာကြည့်တော့သည်ဖုံငွေချင်းမှာမိမိ၏လိုရင်းဆန္ဒအမျိုးမျိုးကိုဖြစ်နိုင်သည့်အပြင်လူအမျိုးမျိုးတို့၏ဆန္ဒအမျိုးမျိုးကိုလည်းဖြစ်နိုင်လေသည် ထမင်းငတ်နေသူကိုထမင်းကျွေးနိုင်သည်အဝေးအစားလိုသူကိုပေးနိုင်သည် ပွဲကြည့်လိုသူကိုပွဲပြနိုင်သည်ကုံစီတွယ်လိုသူကိုအရင်ပေးနိုင်သည်စသဖြင့်သူတစ်ပါးတို့နှစ်သက်ဖွယ်အကျိုးရှိဖွယ်တို့ကိုဆောင်နိုင်လေသည်ထိုမှတစ်ပါးလည်းသူတစ်ပါးတို့၏အကျိုးပြတ်အောင်ပျက်စီးသေးခြင်းအောင်ပြုနိုင်သဖြင့်သူတစ်ပါးတို့၏ကြောက်ရွံ့ခြင်းရိုသေခံညာခြင်းကိုလည်းခံရသေးသည်အချုပ်ဆိုရသောငွေကြေးရခြင်းမှာကံညာဝရိယဖြောင့်မှန်ခြင်း သူတစ်ပါးအကျိုးကိုဆောင်ရွက်ခြင်းတို့ကြောင့်ရသည် တို့ကြောင့်အကောင်းမွန်တို့၏ကိုစားအဖြစ်ဖြင့်တက်ဆန့်ကျင်းငွေကိုလူတို့နှစ်သက်ကြီးညိုလိုချင်ကြကုန်၏။ဤကအတိတ်ကိုဆွဲ၍မျက်နှာကြည့်ပုံဖြစ်သည်။နှင့်ငွေကြီးအဖြစ်လူတို့၏လိုရင်းဆန္ဒတို့ကိုဖြစ်နိုင်သည်။နှစ်သက်မှုအကျိုးရှိမှုတို့ကို ဆောင်နိုင်သည်။ဤတို့အဖြစ်အနာဂတ်ကိုဆွဲ၍မျက်နှာကြည့်ခြင်းဖြစ်သည်။အစကပြခဲ့သောမယ်မြစ်ခမရမှာထုံမြတကူအင်အားကြီးသောပတ်ဆက်ခြင်း ိုလူကြီးလက်ကလွတ်မှလွတ်နိုင်ပါမလားဟုတွေး၍ပူမိသည်။စုံစမ်းကြည့်၍တိရသည်ကမဲမြက်မှဆက်လက်ဆိုင်ငယ်တဲခင်းရောင်းရသူဖြစ်သည်။မိဘများလည်းဆင်းရဲချာ၏။မကြမီပင် ထိုရက်ကွက်က ကာလာတာကောင်စိုးပေမှာခေါင်းပေါင်းစတထောင်ထောင်နှင့်တောက်စားမှု၏တစီမော်တော်ကားနှင့်တခွေဝေဖြစ်နေလေသည်။မဲမြက်နှင့်စကားပြောဖို့တငယ်ချင်းမိမ့်မပြူပါနဲ့။ပိုးတွန့်လုံးကြီးအလဲလဲနှင့် ဆဲကျိုးစာလက်ကောက်စာဆင်မြန်းနေတီကိုတွေ့ရသည်မမင်းမိဘများမှလည်းမိမိတို့ငှားနေသောတထက်အိမ်ကလေးကို အပိုင်ဝယ်ယူလိုက်သည်ဟုကြားရသည်ဖျားဖျားမမင်းကလေးပါသွားချေတော့မယ်ထင်ပါရဲ့ဟဲပါသွားပြီရဲ့မမင်းတငယ်ချင်းမိမပြိုနေတွေ့၍စကားဆက်ပြောကြရာဒီလိုဥရဲ့ကျမကအကျိုးဆောင်ပေးလိုက်တာပါအဖိုးကြီးကပတ်စံတိတ်ချမ်းတာတာပြီးတော့လေ ဒီမှာအဖိုးကြီးနောက်နေရရင်အလုံးစုံ၃နှစ်ပဲသူသေးရင်မမြင့်ဖို့ကြည့်ပဲပေါ့ရှင်ကျမတငယ်ချင်းကောင်းစားအောင်လုပ်ပေးလိုက်တာပါဦးရဲ့ဟုမြေဆိုင်ဖရာတဆူတရားတလားကုသိုလ်ရသည့်ပုံဖြင့်ဆရာထက်တန်ကပြောလေသည်ကျွန်ုပ်ကလည်းအင်းသူ့ဟာကဟုတ်တုတ်တုတ်ပဲအဖိုးကြီးမြန်မြန်တည်ရင် ကောင်းပါပဲဟုတွေးမိသည် ဟော ကျွန်ုပ်ငရဲကြီးရှိပြီတို့တော့နေအောင် ရက်မထားပါနဲ့တေတော့ဘာဖြစ်တယ်လဲကောင်းပါလေချမ်းသာရောမဟုတ်လားမုံဆိုးမှဖြစ်တာဘာအရေးလဲမုံဆိုးပေါ်အသက်ကြီးရွတ်တော့ရစ်ထုတ်ကြီးအယုတ်ဆိုးကြီးတောင်ပတ်စံတကိုးနဲ့တမီးလောက်မြေးလောက်ရုပ်ချောကိုရသေးတာအရွယ်ကောင်းရုပ်ကောင်းပတ်စံရှိမုံဆိုးမှကလေးမဲမြင့်ဟာကြိုက်တာကိုခေါင်းခေါက်ယူနိုင်တယ်ဘာဖြစ်တယ်လဲမဲမြင့်အကျိုးတွေပဲဟုတ်ဗမ်းမြောက်မိသည်ဟောမုဒိတာ ကုသိုလ်တွေကျွန်ုပ်တွင်ပြန်ဖြစ်ရှိပြီတို့ရတွင် ပထမငရဲကိုယခုမုဒိတာကုသိုလ်ကရှေမရှေနိုင်ပါမလားဟုကျွန်ုပ်တွေးမိသည်ကျွန်ုပ်မဆုံးဖြတ်နိုင်တင်းကျွဆရာများကကျေးဇူးပြု၍ဆုံးဖြတ်ပေးတော်မူကြပါဟုတောင်းပန်လိုက်ရပါသည်အမျိုးသားပညာဝန်ဦးဖိုးကြဟုတ်ကဲ့ပါခင်ဗျာဆာယေသူဆရာဟန်ဆိုင် စေမန်ရေးတာတော့ဒီပုတ်သေးကပဲစိလေးတွေလို့အမိရတဲ့ဝိထုတော်လေးနေ့ ဆာယေတုဆရာကြီးအမျိုးသားပညာဝန်ဦးခိုးကြားရေးသားသောငွေမျက်နှာလို့အမည်ရတဲ့ဝိထုတော်လေးနှစ်ပုဒ်ကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြင့်ပေးခဲ့ကြသူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင် တင်ရှိပါတယ်ခင်ဗျာ